မင်္ဂလာပါရှင်အတန်ပြတ်တဲ့အထီချောင်းဆိုတာစကားမပြောနိုင်လောက်အောင်လဲချောင်းတာဒါမှမဟုတ်စိတ်အနှောင့်အယှက်ထစ်စီတဲ့တလိခဲတွေထွက်နေတာမျိုးနဲ့ကျုံတွေးနေတာပါဒလားအပြင်မှာဆေးဝါးတွေအများကြီးရှိပေမဲ့တကယ်ထီရောက်ပြီးအိမ်မှာအလွယ်တကူရနိုင်တဲ့သဘာဝကုထုံကိုလိုချင်တဲ့ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော်ပါဝင် PC လေးမျိုးတည်းနဲ့လုံလို့ရတဲ့အိမ်တွေးရွှေ့ဝှေ့ချက်ဖြော်ရည်တမျိုးကိုမျှဝေပေးသွားမှာပါရှင်။ လိုအပ်တဲ့ပစ္စည်းလေးမျိုးကိုပြောပြပြပါမယ်နော်။ဒီငရုတ်ခေါင်းစိလက်ပြေဇွန်တဇွန်တို့မဟုတ်ဆနစီခန့်ဒါကိုကြမ်းကြမ်းလေးထောင်းပေးရပါမယ်။နိလက်ဆက်တဲ့တမွေရသည့်တလုံးလက်လက်ဆက်ဆက်ညှစ်ထားတာပါ။၃။ပြားရည်စစ်စစ်လက်ပြေဇွန်တဇွန်လေချောင်းကိုအသက်သားစေတဲ့အထီးကမိတ်ဆွေပေါ့။၄။စားလက်ပြေဇွန်အဖျားခန့်ဒါကတော့ပိုးမွားတွေကိုတိုက်ထုတ်ပေးဖို့ပါ။ ြုလုပ်နည်းကလေးလွယ်ကူပါရဲ့ရှင်။ထောင်းထားတဲ့ငရုခေါင်းစင်နဲ့စားကိုရောပါ။ပြီးရင်တံပိုးရရင်နဲ့ပြားရည်ထည့်ပြီးတသားသေးထစ်သွားအောင်တမောင်ရောမွေလိုက်ပါ။ဒါဆိုရင်အစွမ်းထက်ဆေးရည်လေးရပါပြီရှင်။ဘလို့တောက်ရမလဲဆိုတော့ချောင်းဆိုးတာမညမနာဖြစ်လာတဲ့အခါလက်ချောင်းချပြီးတလိတ်ကလာတဲ့အခါဒီဆေးရည်ကိုတငုံချင်းစီတဖေးဖေးမြှုပ်ချပေးပါနော်။ တောက်တုံးပြီးမိနစ်အနည်းငယ်တွင်မှတဲ့လဲချောင်းပွင့်သွားခြင်း၊ဆေးကပ်နေတဲ့တလိတွေပျော့ကျသွားခြင်းနဲ့ချောင်းဆိုးဓာတ်တွေတိတိတတ်တတ်ရှော့ကျသွားတာကိုစတင်ခံစားရပါလိမ့်မယ်ရှင်။ဒီဆေးနီးကတကယ်ကို ထိတော့ပါတယ်။ဆေးဝါးဒီအမဲမတောက်ခြင်းတဲ့သူတွေအတွက်အကောင်းဆုံးသဘာဝနီလန်တစ်ခုပါ။စန်ကီဟိုတိုက်တွန်းလိုက်ပါတယ်ရှင်။နောက်ထပ်အကျိုးရှိမယ့်ကျမ်းမာရေးအကြံပြုချက်တွေအတွက်ကျမရဲ့ page ကို like and share လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်။